ဒီနေ့မှာမိချူသန်းရှင်ဘွားမြင်ကြတဲ့ရင်သွေးရနိုင်ရတော့ဘုရုနေဘွားမာဘုတ်ဗေဒနိယမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားငဲစင်းမှာခြူကြပြီးတော့အောင်မြင်ကြီးပွားချမ်းသာမျိုးများအောင်မြင်ကြီးပွားချမ်းသာလိမ့်မယ်သူများဖြစ်ကြပါတယ်ခင်ဗျာဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုစင်တစိုက်အပိနေတဲ့ခုနှစ်သားမိအားလုံးမင်္ဂလာပါကျွန်တော်ဆရာခန့်ကျော်စွာဟာရန်ကုန်မြို့မာဝိဇင်ရဖျားကြီးဝင်းထဲကငါးကန်အနီးနားမှာနေ့စဉ် မနေ့စနေကနေညနေ၄နာရီအထိဗီဒင်ဟောပြောပေးနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒင်ကားလေးကိုဗိုလ်ဒူးနေတနေ့တော့နားရဲ့အဖြစ်ပိတ်နှားပါတယ်ဗီဒင်မေးမြန်းကြတဲ့သူတွေအားလုံးတို့အတွက်ကျွန်တော်အဆောင်အစီရင်နေဆောင်ရွက်ပေးလိရှိပါတယ်ရန်ဝေးကနေပြီးတော့ဒီလိုကြည့်ရှုအားပေးနေကြတဲ့ခွန်ရသားသမီးတွေကငွေကြေးလက်လာဘအတွက်အဆောင်အချီးမေတ္တာရေးအဆောင်ကံထူးကံဆွမ်းစေတဲ့အဆောင်စမ်းပွင့်လက်ပွင့်စေတဲ့အဆောင် ကျမ်းမာရေးကောင်းစေတဲ့အဆောင်အသက်နည်းကင်းစေတဲ့အဆောင်စသည်အားဖြင့်အဆောင်အစီရင်အမျိုးမျိုးတွေကိုအလိုရှိရဆိုရင်တော့ဒီဘေးရင်ရရမီဒီယာ page က messenger မှာတဆင့်မိမိရဲ့အမိဝိသက်ကလေးနဲ့လိုချင်တဲ့အစီရင်ကိုမှာကြားနိုင်ပါတယ်အစီရင်တွေရဲ့တန်ဖိုးကတော့ကြောပွဲတစ်ပွဲလှူဒန်းရတဲ့ကုသိုလ်ငွေလှူဒန်းပေးရမှာဖြစ်ပါတယ်ခင်ဗျာခொနည်းသားမီးတွေအားလုံးကျွန်တော်တို့စီရင်ပေးတဲ့အဆောင်တွေအစီရင်တွေကိုဆောင်ရွက်ခြင်းအပြင် လောကီချမ်းသာအဖျားပြားကိုအဖက်ဖက်မှရရှိပါစေလို့ဆုတောင်းမေတ္တာပို့သ၍အစီရင်များစီရင်ပေးနေကြောင်းဒီနေ့အားပဲကိုရင်ကိုရကျညာမောင်းခတ်လိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေ ဒီစီစဉ်ကိုဗီရင်ယန်ရီယာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးစန်းဗီရင်ယန်ရီယာကမှအဓိကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်ဇွန်လ25ရက်ဒီနေ့ဗောဓုနေ့အတွက်ကခொနည်းသားမီးအားလုံးတို့ရဲ့တဲတော်ကံကြောင်တွေကလူဝိုင်းကြီးနဲ့ရွှေခွဲများလို့ဒိဗယ်ရတယ်မိတ်ဆွေတို့အတွက်သတင်းကောင်းတွေကြားမယ်အဆက်အသွယ်ကောင်းတွေရမယ်လူမှုရေးကိစ္စတွေအဆင်ပြေသွားမယ်အခုညီပေးတဲ့သူတွေကိုယ့်စီကိုပေါ်လာလိမ့်မယ်စာချုပ်ချုပ်တာတွေရှောက်လာတင်တာတွေလက်မှတ်ရေးထိုးတာတွေအောင်မြင်လိမ့်မယ်အကြီးအကဲကိုအားကိုးယုံကြည်လို့ရတဲ့နေ့ဖြစ်ပါတယ် ဒီနေ့မှာခုနှစ်သားမိအားလုံးကံထူးကောင်းမှုလို့တွက်ဆိုရင်တော့အတက်ကြီးရွယ်ဦးကျမ်းမာရင်ညနဲ့အဖိုးအဖွာတရားကိုဓာတ်ဆာနဲ့တကွစေဝါဒါနပြုလိုက်ခြင်းအပြင်ကံတရားရဲ့အထောက်မှန်ကောင်းတွေအထူးရပါလိမ့်မယ်ဒီနေ့မှာမိချူးတန်တင်ဖွားမြင်ကြတဲ့ရင်သွေးရဏရရတော့ဘုရုနေဘွားမာဘုဗေဒနိယမရဏဘွားသာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားငဲစင်မှာခြူကြပြီးတော့အောင်မြင်ကြီးပွားချမ်းသာမြတ် အောင်မြင်ကြီးပွားချမ်းသာလိမ့်မယ်သူများဖြစ်ကြပါလေခင်ဗျာဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့မင်္ဂလာပါမွေးနေ့ရှင်တွေတို့ကုသိုလ်ရည်ရာတော့ငါတက်စီလှွတ်သောရည်ရာပြည့်၍ဒီနေ့တအားလုံးအောင်မြင်ချမ်းသာကြပါစေလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့တက်ကဏ္ဍကိုးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတွေအားလုံးငွေကန်ကောင်းမှုလို့တော့ကတော့ငားမုံကျော်စားပြီးဆူတောင်းလိုက်ပါငွေကြေးကိစ္စရင်စကားပြောမယ်ဆိုရင်တော့ကွင်းရလေးတရာစောင်းပြီးတော့တို့မို့စားပြီးတော့ပြောဆိုခြင်းအပြင်အောင်မြင်ပါလိမ့်မယ် စရုပ်ဆိုင်တွေ၊နဖိတ်ဆိုင်တွေ၊စားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှဖို့အတွက်ကတော့ပတ်စံထားတဲ့ကောင်တာထဲမှာပတ်စံထားတဲ့နေရာမှာခဲတံအသစ်ကလေးတစ်ချောင်းထားလိုက်ခြင်းအပြင်ရောင်းဝတ်တက်ပါလိမ့်မယ်။အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့လိုအတွက်ကတော့ဘယ်ဘက်လက်ဝါမှာကာကြီးအခရာရေးပြီးလက်နဲ့တို့ပြီးပုတ်ပြီးခောက်ပြီးရောင်းထွက်ပါစေဆူတောင်းလိုက်ခြင်းအပြင်အယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်။အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံတဲ့သူရဲ့အမိကိုကြောက်ကြုံစည်းတစ်လုံးမှရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါကိုလှူဒန်းလိုက်ပါခင်ဗျာ။ ကျမကြီးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမကြီးကောင်းမှုလို့အတွက်ဆိုပြီးအနီအောင်ဖျောင်းနိုင်မိထုံးပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေကိစ္စမြင့်တိုင်းကိစ္စအိမ်တော်ကိစ္စကြီးတော့စိတ်ချမ်းသာစရာကြုံတွေ့ရပါလိမ့်မယ်ပြားရီဒပလင်းရဟန်းတန်ခါတပတ်ကိုလှူဒန်း၍အခြေမြင့်တိုင်းအစဉ်ပြေဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာဒီစီစဉ်ကိုနေ့စဉ်မပြတ်ကြည့်ရှုအားပေးနေကြတဲ့ခொနည်းသားမီအပရိသူများအားလုံး ီနေ့ယရိယာရင်အထီးအသီးသီးဆောင်ရွက်ကြပြီးတော့အကျိုးထူးအနန္တရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာလိုရာဆန္ဒပြည့်ကြပါစေခင်ဗျာ